ညာတလွန်တော်စင်တော်ကြီးရဲ့အံ့ဩဝေများစွာတဲ့ကဘလို့အပြုံအကြောင်းမကွေးတိုင်းမကွေးမျိုးတို့ပြောလိုက်ရင်မိထာလိုမရတဲ့အရာတစ်ခုကတော့ညာတလွန်စင်တော်ပဲဖြစ်ပါတယ်အေယာရီမြစ်တဖယ်ကမှာရွှေရောင်ထင်ထင်ကြီးရဲ့အလှနဲ့ညင်သူတိုင်းကိုငေးမောသွားစေတဲ့ညာတလွန်စင်တော်ဟာအံ့ဩဝေရတွေများစွာနဲ့ပြင်းညက်နေရပဲဖြစ်ပါတယ်ရေရခင်ကပပတ်လင်မှာမီးတောင်ချော်ရည်တွေရှေ့ခဲ့တယ်လို့ပြောစမဲ့တွင်ကြပါပြီ အခုချိန်မှာတော့မင်းဘူးမျိုးကနဂပွဲတောင်ကသားလေးတက်သေးဖြစ်ကြံနေခဲ့တော့တာပဲဖြစ်ပါတယ်။ညတလွန်စရီတော်ဟာကတပဖျားခက်ကရွှေတလွန်တော်နဲ့ဂေါရမမြတ်စွာဘုရားရဲ့ညတလွန်တော်တို့ကိုဌာပနာပြီးတည်ထားတယ်လို့သမိုင်းတောင်သားတွေကသိရှိရပါတယ်။ညတလွန်ဘုရားရဲ့ရာဇဝင်နဲ့သမိုင်းကျောင်းတွေများစွာထဲမှာလူစိတ်အဝင်စားဆုံးသမိုင်းအကြောင်းအရာကတော့ဘလူအပြုံပဲဖြစ်ပါတယ်။ ၎င်းဘလူအပြုံကအတော်လေးလူစိတ်ဝင်စားမှုများပြီးတမိုင်းထောက်ထားခိုင်လုံတဲ့အတွေ့အဲ့ဒီအကြောင်းအရာကိုကြားမိသူတိုင်းလေးစက်သေးထသလိုကြည်ညိုစိတ်တွေပေါက်ပွားလာသလိုထူးဆန်းတဲ့အမျိုးအမည်မသိခံစားချက်တွေပေါ်ထွက်လာတတ်တာပဲဖြစ်ပါတယ်။၎င်းဘလူကိုတွေးကြည့်ရင်မြတ်တလွန်စီတီတော်ရဲ့ထိတ်ဘူးတော်အနာက အရှင်မှာဘလူစနစ်ရာလက်ချင်းရှက်ထတာကိုကြည့်ပြီးရှာတွေးနိုင်မှာဖြစ်ပါတယ်။ဒီဘလူဝင်နဲ့ပတ်သက်ပြီးတော့ပြောကြတဲ့အကြောင်းအရာတွေအရာ အဲ့ဒီပလူတွေကဘုရားကိုစောင့်ရှောက်ဖို့အဆောင်အဖြေအထားခင်ရတာမှန်ပြီမိအဲ့ဒီပြုံးနေတဲ့ဘလူကတော့ရဲစွာဘုရားရဲ့အကျွတ်တရားကိုနှာခွေးရပြီးအကျွတ်တန်းဝင်ခဲ့တဲ့အတွဲကြောင့်ပေတီအပြုံကိုကြောက်စရာအပြုံဖြစ်ပယံစရာကဘလူမှဖြစ်မရခဲ့ဘူးလို့ဆိုကြတာပဲဖြစ်ပါတယ်။ရာဇဝင်အေရာမြတ်စွာဘုရားရှင်ဟာမင်းဘုံမြို့စကတဲတောက်ကိုသွားရောက်တည်င်းသုံးခဲ့ရကဒီသမိုင်းဖြစ်ပေါ်လာခဲ့ရပဲဖြစ်ပါတယ်။အဲ့ဒီတောင်ထိပ်မှာတည်င်းသုံးခဲ့တဲ့ ဖယောင်းအဆူဆူကိုတကြမင်းကအငြင်းတန်းရွှေတလွန်တော်အလူပြုတ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဂရမဖယားလက်ထက်မှာညတလွန်တော်ကိုတရင်သုံးနိုင်ဖို့အလူပြုတ်ခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်မှာအီယာရီအရှိချမ်းရဲ့တောနယ်ထဲမှာစားတောင်နေထိုင်ကြတဲ့ဘောတော်ဘောကျော်ဘောသူရဘောရတမီရဲ့ဘလူးညီနောင်လေးဦးတို့ကရက်စွာဖျားထိန်ကြာစုဖန်ကားသေးတွေတောရလူတန်းကြရာကရက်စွာဖျားရဲ့တရားတော်ကိုနှာကြားခဲ့ရပြီ အကျွတ်တရားရကုန်ကြဖြစ်ပါတယ်။တရားနာပေးရဲ့အချိန်မှာဘုရားသခင်ကိုကိုးကွယ်ဖို့အမွေတစုံတစ်ခုပေးသနာဖို့လျှောက်ထားတဲ့အခါညတလွန်တော်ကိုပေးရခဲ့ရဖြစ်ပါတယ်။ရရှိခဲ့တဲ့တလွန်တော်ကိုနေထိုင်ရာတောအုပ်စီပြန်ပြီးဌာပနာကိုးကွယ်ကြပေမဲ့နေရာမှားနေခဲ့တော့တကြမီးရဲ့ဖြိုးဖျက်ခြင်းကိုခံခဲ့ရဖြစ်ပါတယ်။နောက်ပိုင်းအခါမှာအဲ့ဒီတလွန်တော်ကိုဌာပနာပြီးလူအများကို အကျိုးပြုတဲ့တကူးကြီးစီတီဖြစ်လာစေဖို့ လူဝင်စားကနေရာမဲ့ကိုပြန်လည်ထားရှိပြီးတော့အခုချိန်မှာလူအများဖုံးမြော်နေရတဲ့ညသလုံစည်တော်ကြီးဖြစ်လာကြဖြစ်ပါတယ်။ဌာပနာဘူးအတွင်အတိတ်ကဆွမ်းဆောင်ခဲ့တဲ့သူဟာဘလူဘောကျော်ဖြစ်တဲ့တွင်အဲ့ဒီပြုံးနေတဲ့ဘလူဟာဘောကျော်ဖြစ်မယ်လို့လူအများကထင်ဆနေကြပြီဖြစ်ပါတယ်။ညသလုံစည်တော်ဟာမကွေးမျိုးရဲ့အကြီးဆုံးဂုဏ်ဆောင်လေးဖြစ်ပါတယ်။ဖရာဝဲဟာလေမြန်မာနိုင်ငံမှာအကြီးဆုံးဖရာဝဲတွေတဲကတစ်ခုဖြစ်ပြီးတော့တရင်ကျူလာဆန်မှာလာပြီးအထိတ် ရှေ့ရဲ့ရှင်ညာတိုင်တိုင်စီကားတိုင်မြိတ်စွာကျင်းမာကြပြီဖြစ်ပါတယ်။ရှေ့ရခင်ကတော့ညတလွန်ဖျားပွဲကြီးဟာမြမပြည်အထက်အောင်ရဲ့ကုံစီဖလျားပွဲကြီးဖြစ်ခဲ့ရပဲဖြစ်ပါတယ်။အခုပေါ်ပြခဲ့တာတွေကတော့အကွေမျိုးညတလွန်စေတော်ကြီးရဲ့အံပွဲတွေတဲကလူစိတ်ဝင်စားမှုအများဆုံးဖြစ်တယ်။ဘောကျော်ဘလူရဲ့အပြုံကြောင့်နဲ့တခြားဘုံတုတ္တရတွေဖြစ်ပါတယ်။အဆုံးတည်းတရှိပေးလို့ကျေးဇူးထူပဲတင်ပါတယ်ရှင်။